င်္ဂလာပါတတမမီလေးတို့ရေဘ ഹു တုတာအစုံနဲ့ယသအစုံကိုနားဆင်ဖို့အတွက်ဘူကောင်းရဲ့ YouTube Channel လေးကို Like and Subscribe လုပ်ပေးဖို့တော့လိုနေပြီနော်။ကဲပုံမြင်လေးတွေတင်ဆက်တော့မှာမို့တတမမီလေးတို့ရေ Ready ပဲလားပုံမြင်လေးတွေနားထောင်မယ်။ဒီလိုနဲ့မဟာစနကဟာကုံစီကုတန်ရောင်းဝယ်ဖို့အတွက်ကုံစီပစ္စည်းတချို့ကိုဝယ်ပြီးသူဝနဘုံမီရွှေပြည်ကြီးစီကို သိမ်းမောနဲ့လိုက်ပါလာခဲ့တော့တဲ့ကွအဲ့ဒီအချိန်မှာပဲသူ့ဦးကြီးတော်ဖြစ်တဲ့မေဒီလာပြည့်ရှင်ဘရင်ပေါလာစန္ဒကဟာလည်းနာမကျင်းဖြစ်နေရှာတဲ့ကွဘရင်ပေါလာစန္ဒကနေရာစံကန်ဒီအချိန်မှာတော့သူ့ရဲ့တိမွေနမ်းမွေကိုဆက်ခံမဲ့သူကိုရှာဖွေတဲ့အခါဘဟိနီမေကုန်းတွေကိုဖြင်းနိုင်သူ သူ့ရဲ့ကြီးမားတဲ့လေးကြီးကိုတင်နိုင်တဲ့သူသမီးတော်လေးတီဝီလီဒီဝီနှစ်သက်သဘောကျမဲ့သူကိုသာထီးနှံအပ်ဖို့အမတ်တို့ကို ကြုံမာကြားထားတဲ့ကွယ်မင်းကြီးနဲ့ရွာဆန်းတဲ့အခါထီးနှဲကိုလိုချင်တဲ့သူတွေက အများကြီးရှိပေမဲ့မင်းသမီးလေးတီဝီလီသဘောတွေ့တဲ့သူတယောက်မှမရှိသေးဘူးဖြစ်နေရှာတဲ့ကွယ်ပြီးတော့ပဟိနီတွေကိုဖြေဖို့နဲ့လေးတော်တင်ဖို့ကိုလည်းဘယ်သူမှမတက်နိုင်ကြဘူးဖြစ်နေတဲ့မဟာစနကလိုက်ပါလာတဲ့ဝင်းတွေအပြည့်နဲ့တင်မောကြီးဟာလဲခုနှစ်ရက်ကြာပင်လေပြင်ကိုဖျက်ဆီးပြီးချိန်မှာတော့ပြင်းထန်တဲ့မှုန်တိုင်းတွေတိုးပြီး မောက်ရှာတဲ့ကွယ်တင်းမောမောက်ပြီးဆိုတာသိလိုက်တာနဲ့တင်းမောပေါ်ပါလာတဲ့ကုံသေးတွေဟာအထစ်တလန့်ဖြစ်ကုန်ကြပြီးအော်ဟင်ငူသူတွေကငိုကျောင်းလန်တကြားနဲ့ပင်လေတဲ့ခုံချသူကခုံချနဲ့အသက်ဆုံးရှုံးကပင်လေတတ္တဝါတို့ရဲ့အစာဖြစ်ကုန်ရှာတာပေါ့ကွယ်မဟာစနကကတော့တင်းမောနင်းမြုပ်ပြီးဆိုတာသိပြီမေလုံးဝမတုံလုံးတင်းငိစွာနဲ့သူလှုပ်ရှားရှိတာတွေကိုအစင်လိုက်ပြုလုံနေတဲ့ကွယ်သူဟာပထမဆုံး အာဟာရပြည့်ဝအောင်အစားအစာတချို့ကိုအရင်စားလိုက်ပြီးရေလုံစေဖို့အတွက်အဝတ်အစားတွေကိုစီထောပတ်တွေနဲ့တုံလိမ့်လိုက်တဲ့ကွယ်အဲ့ဒီနောက်မှာတော့သူဟာတင်မောရွက်တိုင်တိတ်ကိုတက်လိုက်တော့တဲ့တင်မောကြီးဟာတဖြည်းဖြည်းနင်းမြူလာပြီမဲရွက်တိုင်ကတော့မမက်ထောင်နေတုံးပေးတဲ့ကွယ်မဟာစနကဟာသူတစ်ပါးထက်တာလုံးနဲ့အားရင်တွေနဲ့ရွက်တိုင်ထိတ်ကနေတင်မောနဲ့အဝေးကြီးရောက်အောင်အာယူခုံဆင်းလိုက်တော့တဲ့သူဟာ သင်္ဘောအနီးမှာဝင်းရံနေတဲ့အသားစားပင်လယ်တတ္တဝါတွေရဲ့အဝေးကိုရောက်ရှိသွားတာကြောင့်တခြားကုန်သည်တွေလိုကဲကြမာမျိုးမကြုံတွေ့ရတော့ဘူးတဲ့ကွယ်အဲ့ဒီနေ့မှာပဲမေဒီလာပြည်ရှင်ဘရင်ပေါ်လာစနကလည်းကွင်လွန်သွားခဲ့တာမူမေဒီလာပြည်မှာလည်းထင်းနဲ့လက်လက်သွားတဲ့ကွယ်မဟာစနကဟာမေဒီလာပြည်ကိုဦးတည်ပြီးသမုတ်ရာထဲမှာခொနည်းရဲ့ပတ်လုံးကူးခန့်နေခဲ့တာပေါ့နောက်ဆုံးမှာတော့ပင်လယ်သမုတ်ရာကိုစောင့်ရှောက်တဲ့မဏိမေခလာနတ်သမီးဟာ မဟာစနကကိုတွေ့ပြီးတမ်းမဲလူမဟုတ်ဘူးဆိုတာတတိထားမိသွားတာပေါ့ကွယ်သမုဒ္ဒရာထဲမှာခொနည်းပတ်လုံးဇွဲလုံးလားအပြင်းနဲ့ကူးကက်နေနေတာဟာတမ်းမဲလူတော့မဟုတ်တယ်ဟာပုပ်ကူတို့ပင်ဖြစ်ပေလိမ့်မယ်။အိုးအမောင်လူလေကဲမမြင်လမ်းမမြင်ပင်လယ်ပြင်ကိုဘာယူရချက်နေများဖြတ်ကူးနေပါသလဲဒီလိုပြုလုပ်နေခြင်းဟာတင့်အတွက်ဘာအကျိုးမှမရှိနိုင်အချင်းကြီးသာဖြစ်ပေလိမ့်မယ်ဆိုပြီးမဏိမေခလာနတ်သမီးက ကိုထင်ပြပြီးစကားဆိုတာပေါ့ကွယ်အဲ့ဒီအချိန်မှာမဟာစနကက အသင်းနဲ့သမီးခုနှစ်ရက်တိုင်တိုင်ဇွဲလုံးလာမလျှော်ပဲကူးကက်လာခဲ့တာကြောင့်ယခုအချိန်ထိကျွန်ုပ်အသက်မသေးသေးပဲအသင်းနဲ့သမီးကိုတွေ့ခွင့်ရခဲ့တာဖြစ်ပါတယ်ဒါဟာလေအကျိုးတူးတစ်ခုပင်မဟုတ်ပါလားအကျွန်ုပ်မသိမချင်းကျွန်ုပ်ဇွဲလုံးလာကိုမလျှော်နိုင်ကျွန်ုပ်ဥတီယာပန်းနိုင်စီတို့သာဆက်လက်ကူးကက်နေမှာဖြစ်တယ်ဆိုပြီး မဏိမေခလာနတ်သမီးကိုပြင်လည်စကားဆိုတာပေါ့ကွယ်နောက်ဆုံးမှာတော့မဏိမေခလာနတ်သမီးကလည်းမဟာစနကရဲ့လုံလဝရိယတို့ကိုပြစ်ပယ်လို့မရနိုင်တဲ့အတွက်မဟာစနကကသွားလို့ရအရေးဖြစ်တဲ့မိတိလာပြည်သူပွေချီခေါ်ဆောင်သွားပြီးဘရင်ဥယျာဉ်တွေကမင်္ဂလာကြောက်ဖြာပေါ်မှာညာဘက်ကိုစောင်းအိတ်စီပြီးတင်ထားပေးခဲ့တာပေါ့ကွယ်အမောင်လူလည်းအပေရဲ့သူသွားပါသနီးမိတိလာပြည်သူသာပို့ဆောင်ပေးပါ အဲ့ဒီအချိန်မှာပဲအမတ်ကြီးတွေဟာပေါ်လာစနကမင်းကြီးရဲ့ထင်းတဲ့အမွေကိုစက္ကန့်တိုင်းပဲလူကိုရှာတွေ့နိုင်ဖို့အတွက်ပုတ်သွင်းရထားကိုလွှတ်လိုက်ဖို့ဆုံးဖြတ်လိုက်တဲ့ကွယ်ပုတ်သွင်းရထားဆိုတာကတော့မင်းဖြစ်တတ်တဲ့သူထံသို့ဆက်ရောက်စေတည်းဟုအဋိဌံပြုပြီးလွှတ်လိုက်တဲ့မိဂလာရထားကိုခေါ်တာပေါ့အဲ့ဒီနောက်မှာတော့အမတ်ကြီးတွေဟာတမျိုးလုံးကိုအလှရီဆင်းလိုက်ကြပြီးပုတ်သွင်းရထားကိုဆေးလွှတ်လိုက်တဲ့ကွယ်ပုတ်သွင်းရထားဟာ မျိုးအရှိတကားကိုဖျက်ပြီးမဟာစနကအိတ်နေတဲ့ပန်းချံစီကိုခြိတက်သွားကမဟာစနကအိတ်နေတဲ့ကြောက်ဖြာကိုလှည့်ပတ်ပြီးတဲ့အခါမှာတော့ရတားဟာရက်တန့်သွားတဲ့မင်းလောင်းတော်တွေ့ပြီးဘရင်ဖြစ်တိုင်းမဖြစ်တိုင်းတေချာစစ်စစ်ကြည့်ရအောင်ဘရောဟိပုံနာရီဟာအိတ်ပျော်နေတဲ့မဟာစနကရဲ့လက္ခဏာကိုကြည့်ရှုစစ်စစ်ကြည့်လိုက်တဲ့အခါမင်းမျိုးမင်းတွေရဲ့ကျန်အင်လက္ခဏာတွေဖြစ်ကြောင်းတတိပြုမိသွားကြတော့တာပေါ့အဲဒီနောက်မှာ မဟာစနကအိတ်နေတဲ့ဘေးမှာဆိုင်းတန်ပုံတန်စုညံတန်တွေတီးမှုပြီးတမာတိအားကိုစမ်းကြည့်ကြပြန်တဲ့မဟာစနကကတော့စုညံတန်တွေကြောင့်အိတ်နေရမှနိုးသွားခဲ့တော့လေထိတ်လန့်ကြောင်းလည်းမှုအလင်းမရှိပဲနောက်တစ်ဖက်သို့သာဆောင်း၍ပြင်အိတ်ရှာတဲ့ကွယ်ဝင်းကြီးတို့ကလည်းဒီလူငယ်ဟာရဲရင်ချင်းနဲ့ပြည့်စုံသလိုတမာတိအားလည်းကောင်းပြီတဲ့မင်းမျိုးမင်းတွေရဲ့ကျန်အင်လက္ခဏာနဲ့လည်းပြည့်စုံပြန်တာမို့ မင်းလောင်းစင်စစ်ဖြစ်နိုင်နေဆိုပြီးမင်းအဖြစ်တင်းမြောက်ဖို့နန်းတော်တို့ခေါ်ဆောင်သွားကြတာပေါ့ကွယ်။မဟာစနကနန်းတော်ရောက်ရှိလာတဲ့အခါမှာတော့ယခင်မင်းကြီးမှာကြားခဲ့တဲ့အတိုင်းပြဿနာ၃ရပ်ကိုအပြေရှာဖို့မင်းကြီးတွေကရှောက်ထားကြတာပေါ့ကွယ်။ပထမဆုံးအနေနဲ့အမတ်ကြီးတွေဟာရာဇပလင်ရဲ့ခေါင်းရင်းပိုင်းကိုရွေးချယ်ပေးပါဆိုပြီးရှောက်ထားလိုက်ကြတဲ့။ရာဇပလင်ဆိုတာလေးဘက်စလုံးတူညီနေရကြောင် ခေါင်းရင်းမိုင်းကိုခွဲခြားဖို့ခက်ခဲပေမယ့်ပါနဲ့သောမဟာဇနကကမင်းသမီးတီဝလီဟာနင်းတွင်းမှာကြီးပြင်းလာသူမို့ရာဇပလင်ခေါင်းရင်းမိုင်းကိုကောင်းကောင်းသိနိုင်တယ်လို့တွေးလိုက်ပြီးအနားမှာရှိတဲ့တီဝလီတီဝီကိုဥရှောင်ပေးပြီးတင့်တော်ရာနေရာမှာထားပါဆိုပြီးပရိယေနဲ့စီခိုင်းလိုက်တာပေါ့ကွယ်တီဝလီကလည်းဥရှောင်ကိုယူပြီးမြင့်မြင့်တဲ့ခေါင်းရင်းနေရာမှာထားလိုက်တဲ့အဲ့ဒီအခါမှာမဟာဇနကကအမတ်တို့ယခု အုံရှောင်ချင်းရှိရာနေရာဟာပလင်ရဲ့ခေါင်းရင်းပိုင်းဖြစ်တယ်လို့ဖြည့်ချလိုက်တဲ့ကွယ်ယခုအုံရှောင်ရှိရာနေရာဟာပလင်ရဲ့ခေါင်းရင်းအပိုင်းဖြစ်တယ်အဲ့ဒီနောက်မှာလေမဟာဇနကဟာဒုတိယပြဿနာဖြစ်တဲ့ဘိုးကြီးတထောင်အားနဲ့မှမတင်နိုင်တဲ့လေးကိုလည်းတယောက်သေးတင်နိုင်ခဲ့တယ်လို့မင်းကြီးပြီးထားခဲ့တဲ့ပဟိဏီတွေကိုလည်းဖြည့်ဆူနိုင်ခဲ့တာကြောင့်ဝင်းကြီးတို့လည်းမဟာဇနကကိုထိနေရောတီဝလီမင်းသမီးလေးကိုပါအနှင်းခဲ့တာပေါ့ကွယ် ဘာဇနကဟာရှင်ဘီရင်ဖြစ်လာတဲ့အခါဉာဏ်ပညာရှိရှိနဲ့တိုင်းပြည်ကို ကောင်းမွန်စွာ အုပ်ချုပ်နိုင်ခဲ့တဲ့ကျင်းရတော်တိဝလီကလည်းတားတော်လေးတပါးကိုပွားမြင်ပေးခဲ့ပြီးဒီကဟုဆိုပြီးအမိတွင်ခဲ့တဲ့လေကွယ်တနေ့မှာတော့ဘရင်ကြီးမဟာဇနကဟာသူ့မူမဲ့ပူပါရီနဲ့တိုင်းငယ်လှည့်လည်နေတော့အသီးမသီးထီးထီးကြီးဖြစ်နေတဲ့တရက်ပင်နဲ့အသီးတွေပြုတ်သိပ်ပြီးလှပတင့်တယ်နေတဲ့တရက်ပင်နှစ်ပင်ကို ရှိပြီးမြင်ခဲ့တဲ့မွေးကြိုင်လောလာတဲ့တရဲ့တီးတူရဲ့ဆွဲဆောင်မှုကြောင့်ဘယင်ကြီးမဟာစနကနဲ့မူးမတ်တွေလည်းပြုတ်သိမ့်နေတဲ့တရဲ့ပင်ကတရဲ့တီးတွေကိုခူးယူစားသုံးကြတဲ့ကွယ်အတိမတိတဲ့တရဲ့ပင်ကြီးကတော့ရခိုင်အတိုင်းစိမ့်စိမ့်ဆူဆူပဲရှိနေခဲ့တာပေါ့အတီးတွေဝေဝေဆာဆာနဲ့တင့်တယ်လှပလို့နဲ့တရဲ့ပင်ကြီးဟာသူရှိမှရင်အတီးခူးသူတွေလက်ချက်ကြောင့်ကျိုးပဲ့ပြစီခဲ့တာကိုကြည့်ပြီးဘယင်ကြီးမဟာစနကဟာ တရားတန်ဝေကရရှိသွားတဲ့ကွယ်တင့်တယ်လှပတဲ့တရက်ပင်ကြီးလိုပဲငါရဲ့စည်းစိမ်ချမ်းသာမှုတွေဟာလည်းတစ်ချိန်မှာပြည့်စည်ရှာမှာပဲဘယင်ကြီးမဟာစန္ဒကဟာနန်းတော်ကိုပြန်ရောက်တဲ့အခါမှာစည်းစိမ်ဥစ္စာရဲ့ပြည့်စည်ခြင်းကိုတည်မြင်သွားခဲ့ပြီးမို့သားတော်ကိုထင်းနှင်းလွဲ့အပ်ပြီးငြိမ်းချမ်းခြင်းတရားကိုရှာဖို့တောအရက်သူဝင်ကရတိယဟန်အဖြစ်နဲ့ဤထိုင်တော်မူခဲ့တဲ့ကွယ်တသောမိမိလေးတို့ရေမဟာစန္ဒကဆက်တော်တွေမှာတော့ ဇွေးလုံးလာရှိပြီးစိတ်သက်ခိုင်မာတဲ့သူဟာအောင်မြင်မှုကိုစုခုနိုင်ကြောင်းကလေးတို့လေးလာဖတ်ရှုနိုင်မှာပဲဖြစ်ပါတယ်။ကလေးတို့လည်းအခက်အခဲတွေကြုံတွေ့လာတဲ့အခါမဟာဇနကကိုနမူနာယူပြီးဇွေးမလျှော်ပဲစိတ်သက်ခိုင်မာစွာနဲ့ဉာဏ်ပညာကိုသုံးကအောင်မြင်မှုတွေစုခုနိုင်ကြပါစေလို့ဦးကောင်းကဆုတောင်းမြတ်တာပို့သပေးလိုက်ရပါတယ်ကွယ်။ပုံမြင်လေးကတော့တလောက်ပါပဲသားတို့သမီးတို့ရေထူးထူးစားပြီးမှထုတ်ဝေဖြန့်ချီတယ်။ မဟာစနကဇတ်တော်တွေကဇွေးလုံးလာရှိသူဤအောင်မြင်ခြင်းဆိုတဲ့ဒီရုပ်ပြပုံမြင်လေးကို နားဆင်ပြီးတော့တသားမမီလေးတို့လည်းဘ ਹੁ တုထတာတွေရရှိကြပါစေလို့ဦးကောင်းကဆန္ဒပြုဆုတောင်းပေးလိုက်ပါတယ်။နောက်တစ်နောက်တစ်ခေါက်မှလည်းဦးကောင်းရဲ့ပုံမြင်လေးတွေကိုဆက်လက်နားဆင်နိုင်ဖို့အတွက်ဦးကောင်းရဲ့ YouTube Channel လေးကိုလိုက်ရန် Subscribe လုပ်ပေးဖို့လည်းမမီနဲ့နော်။နောက်တစ်ခေါက်မှပုံမြင်အစ်စ်လေးတွေနဲ့တူတသားမမီလေးတို့နဲ့ပြန်ဆောင်ကြမယ်နော်။တတား